တဲစုငိမ့်အောင်မချပြနိုင်တဲ့မြန်မာနိုင်ငံရဲ့အရေးအကြီးဆုံးဒုက္ခကို Miss War မှာချပြပြောဆိုခဲ့တဲ့ခီစာခင် ရန်ကုန်စနီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင် Miss World 2025ပြိုင်ပွဲစီကအိန္ဒိယမှာကျင်းပနေတာဖြစ်ပြီးမြန်မာနိုင်ငံကိုစားပြုနေတဲ့ခီစာခင်ကရှင်းပြနေတာပါခီစာခင်ကအသက်16နှစ်သားရှိသေးပြီးတဲဆူငိန်လို့တွက်လက်တာမျိုးမတွေ့ရဘူးလို့တချို့တွေကအားမလို့အားမရဖြစ်နေကြတာပါဒါပေမဲ့ခီစာခင်ကတဲဆူငိန်မလုပ်ပေးနိုင်ခဲ့တဲ့အရာတချို့ကို Miss World မှာပြန်ရင်လုပ်ပေးလာနိုင်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာ Miss World ပြိုင်ပွဲရဲ့နာမည်ကြီးရှင်းပြရမယ့် round ကိုရှင်းပြခဲ့ရပါတယ်အလမယ်ရီအနေနဲ့ ့ project ကိုမိတ်ဆက်ပေးရတာဖြစ်ပြီးလူသားချင်းစာနာကသဘာဝတရားနဲ့နိုင်ငံအတွက်လူအပ်တဲ့အရာတွေကိုချပြရတာပေါ့ဒီလိုပြိုင်ပွဲမှာမြန်မာကအမြဲတမ်းလိုလိုအားနေတတ်ပါတယ်မြန်မာလက်မယ်ရီကအင်္ဂလိပ်စကားပြောလဲမကျွမ်းကျင်တဲ့အတွက်အားနေရတာရှိသလိုအကြောင်းအရာကောင် project ကောင်ကိုမလုပ်နိုင်တာကြောင့်မျက်နှာငင်ရတာရှိပါတယ် ဒီနှစ်မှာခီစာခင်ကမြန်မာကိုစားပြူတယောက်အနေနဲ့လှုပ်တဲ့အရာအကြောင်းအရာတွေကိုသာထုတ်ပြောခဲ့တာပါခီစာခင်ရဲ့ project ကငလင်ဘေးတင်အကြောင်းတွေနဲ့ကလင်းငယ်ရီအကြောင်းကိုတင်ဆက်ထားခဲ့တာပါမြန်မာနိုင်ငံကအကူအညီများစွာလိုအပ်နေကြောင်းနိုင်ငံတကာကသိအောင်ချပြလာခဲ့တာပါမြန်မာနိုင်ငံမှာဒုက္ခရောက်နေတဲ့သူတွေများသလိုကူညီရဖို့ကိုလည်းမျှော်လင့်ချက်များစွာနဲ့စောင့်ဆိုင်နေရကြောင်းခီစာခင်ကပြောပြလာခဲ့ပါတယ်ခီစာခင်ကငလင်ဘေးကြောင့်မို့မြန်မာနိုင်ငံကလူအများဒုက္ခတွေ့ကအသက်ဘေးအန္တရာယ်တွေပါကြုံတွေ့ရကြောင်းဖွင့်ဟထားပေးခဲ့တာဖြစ်ပါတယ် ။တဘာဝဘေးအန္တရာယ်တွေမကသေးပဲမြန်မာနိုင်ငံမှာပြည်တွင်းမငြိမ်သက်မှုတွေကြောင့်ကလေးတငယ်များစွာဒုက္ခရောက်နေကြောင်းကိုလည်းထုတ်ပြောခဲ့တာပါ။ကလေးတွေကကျောင်းနေရွယ်မှာကျောင်းတက်ခွင့်မရတော့ပဲအသက်ဆုံးရှုံးရတာကြောင့်ရန်ကိုစိတ်ထိခိုက်ရကြောင်းခီစာခင်ကမျက်ရည်တွေကြားထဲကနေပြောနေကြရတာပါ။ခီစာခင်ကငလင်ကျောင်းပျက်စီးဆုံးရှုံးသွားတဲ့မြန်မာနိုင်ငံအတွက်အကောင်းဆုံးအရာတွေကိုလုပ်ပေးချင်တာကြောင့်ဒီ project ကိုလုပ်လာခဲ့တာပါ။ငလင်ကျောင်းဒုက္ခရောက်နေတဲ့ကလေးတငယ်တွေမိသားစုတွေကိုထောက်ပံ့ပေးသွားချင်တာကြောင့်ဖြစ်ပါတယ်။ဒါအပြင်ခီစာခင်ကသူကအသက်18 နစ်သားရှိသေးတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အနေနဲ့မဟုတ်ပဲလူငယ်တယောက်အမျိုးသမီးတယောက်အနေနဲ့ယုံကြည်ချက်ရှိရှိနဲ့လာခဲ့တာလို့ဆိုပါတယ်။ဒါအပြင်ခီစာခင်မှာပန်းကလေးများပွင့်တော်မီဖူးတံဝင်းလို့ချီနေကြီးမာရွှေကြီးလောင်ငါတို့စာတင်ကြောင်းဆိုတဲ့ကဗျာလေးကိုတီးဆိုပေးခဲ့ပါတယ်။အဲ့ဒီကဗျာလေးကလာမယ့်မိုးရသည့်ကျောင်းဖွင့်ချိန်မှာမြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာမျိုးမျိုးကြောင်းကျောင်းမတက်နိုင်တော့တဲ့ကလေးတွေကိုရည်ရွယ်ပြီးတီးဆိုပြခဲ့တာပါ။သူတို့လေးတွေသူတို့ကွယ်လွန်ရမယ်ဆိုတာဘယ်လိုလုပ်ကြိုသိမှလဲရှင်။သူတို့ရဲ့အဝတ်အစားတွေစာအုပ်တွေနဲ့ဆိုပြီး ကလေးတွေရဲ့ဖြစ်ကိုနိုင်ငံတကာကတည်အောင်ပြောပြပေးခဲ့တာပါခီစာခင်ကမြန်မာနိုင်ငံရဲ့အရေးကြီးဆုံးဖြစ်ရပ်တွေကိုထုတ်ပြောနိုင်ငံတာမို့အားလုံးကသဘောကျနေတာပါ Miss Grand International 2024ပြိုင်လုံးကတော့တဲဆုငိမ့်ကအခုလိုအရေးတွေကိုထုတ်ဖော်မပြောခဲ့ပါဘူး။သူအနေနဲ့တခြားနိုင်ငံကဝမ်းနည်းပွဲဖြစ်ရတွေကိုသာပြောနေကြတာပါ။ဒါကြောင့်မလို့ခီစာခင်က Miss World 2025မှာသူတာဝန်သူကြည်ပြောင်းအောင်လုပ်နိုင်တယ်လို့ချီးကျူးနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးရောခီစာခင်ကတဲဆုငိမ့်နောက်တာဝန်ကြီးကြီးနဲ့စ조사ပြနိုင်တယ်လို့မြင်လားဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။